say you cannot be dream like me today အစမ်းဒီမင်္ဂလာပါမင်္ဂလာပါအကိုကြီးမတွေ့တာရမ်းကြာပြီမတွေ့တာကြာပြီဆိုတော့ဒါတွေလုံနေလေဒါတွေလုံရှားနေလေဒါတွေလုံရှားနေလေဆိုစသည်ရှိပါတယ်အကိုစသည်ကတော့လောလောဆယ်တော့ဘားလေးတွေဆိုရဲပေါ့နော်ဘားလေးတွေဆိုရဲရန်ကုန်မှာဆိုရဲမန္တလေးမှာဆိုမယ်နေပြည်တော်မှာဆိုရဲအဲ့လိုနေဘက်လေးတွေသွားဖြစ်တာများပါတယ်ရှင်အကိုဟုတ်လားစသည်ကဒါကျွန်တော်မတ်မိမတ်မတ်မိတလို့ဆိုရင်ခိတရတဲ့လောကတွေရောက်တာဘယ်လောက်ကြာပြီလဲ ဆက်ပြီးအခု2000မှ4-5လောက်ကစ5လောက်ကစတယ်ပဲထားလိုက်ပါတော့4မှာတော့ခွေထွက်တယ်ဆိုပေမဲ့တစ်ထဲဝင်လို့ဖြစ်တာ2500နဲ့စတယ်ဆိုတော့အခု2000မှ25ဆိုတော့နည်းနည်းရှိပါပြီရှင်။ဆန်းစီတို့သတိရသွားတာအတော်ပြစ်တဲ့မအဲ့ခွိုင်းသတိရတယ်အတန်နေရောဟိုရုပ်တရောတူလာသလိုပဲ။အဲ့လူတိုင်းပြောတယ်အရက်ပူလာနဲ့ရှိတာပဲကွာတော်ကကျတော့ရက်ရှိတယ်လေနော်ထထမောင်းမောင်းနဲ့အသားလေးပူဖြူတယ်အတန်လေးပူကောင်းတယ်ဟုတ်တယ်လူတိုင်းပြောတယ်ဆန်းစီကိုမြင်တဲ့အခါကျတော့ရှင် NDR ခွင့်ယူမြင်တယ်လို့ပြောကြပါတယ်။အမျိုးဆိုတော့လိမ့်လို့မရဘူးလေနော်။ တော့အချင်းတို့ကစတက်ကြရယ်ဆိုင်းသူတို့ကအတန်ကောင်းတာလည်းပါတယ်ဆိုးနိုင်တာလည်းပါတာပေါ့ဘိုးတချင်းနဲ့တခါတည်းကိုတီးသွားတာလားပွဲသိမ်းသွားတာဘယ်လိုဘယ်လိုပြောမလဲအဲ့ရလေးကဘယ်လိုပိတ်တက်ရင်လည်းဘယ်လိုရောက်သွားဆိုတာအချင်းတို့ချင်းနဲ့နဲ့ပေါ့မိုးရတီတဲ့မိုးရတီတဲ့မိုးရတီတဲ့မိုးရတီရဲ့တချင်းလေးနဲ့ရင်စထွက်တယ်စထွက်ပြီးတော့မှ ပြည်သက်တွေတတိထားပြီးတော့မှလက်ကြည့်ပါကလားသင်ကြတော့အဲတိတ်အခက်ကကြောင့်တိတ်ပြင် CD ရဲ့ MV ဖြစ်ပေါ့နော်ဆိုတော့ခါကြတော့ပြည်သက်တွေကိုတော်များတွဲပြီးတော့မြင်ကြပါတယ်အဲ့ဒါနဲ့ဆက်ပြီးတော့မှဒီအချိန်ဒီ2000နဲ့မှ45နဲ့ဆက်ပြီးတော့2000နဲ့မှအခု25ကြီးအဆိုင်စီဆိုပြီးတော့မှပြည်သက်တွေအပိလာကြတာဖြစ်ပါတယ်လို့ကျေးဇူးများရှိပါတယ်ဟို အဆန်းကြီးကဂျင်းတွေကဘယ်လိုဆိုလိုက်လဲမသိဘူး။ဝေးဝေးရတီတွေကတော်တော်လေးကိုကောင်းပြီးတော့ဟောကျွန်တော်တို့ရှိုးပွဲမှာဆိုလဲအာတကယ်ဝဝကွင်းတော့လိုက်ဆိုကြတာဒါတွေဘယ်လိုခံစားရလဲ။အာဘယ်လိုခံစားရလဲဆိုတော့အတိုင်းမသိဝမ်းတာရပါတော့။ဘာကြောက်လဲဆိုတော့ စိတ်တချင်းတွေတော်တော်များကအုံချိုတချင်းတွေလည်းဟုတ်တယ်များတယ်ပေါ့ copy မဆိုးတော့မဟုတ် copy တော့ဆိုပါတယ်ဒါပေမဲ့လည်းအုံချိုတချင်းတွေများတယ်ပေါ့နော်အခက်အခါတော့အုံချိုတချင်းပေါက်ဖို့ဆိုတော့မလွယ်ဘူးလေ copy ခိဖြစ်တဲ့ပေါ့နော်ဒါပေမဲ့ဒီနေ့အချိန်ဒီကိုအားပေးအတွက်လည်းကျေးဇူးတင်တယ်စသည်ရေးတဲ့တချင်းတွေတော်တော်များကလည်းအေးဓာတ်တွေများတယ်အခုသိတဲ့အတိုင်းပဲမိုးရသည်လက်ချီပေါင်းပြန်လာခဲ့အယူလုပ်ပါနှုတ်ဆက်ထွက်ခွာသည်ဝေဖဲမြမာလားဆိုလည်းအများကြီးပဲစသည်အများကြီးရေးလာခဲ့တယ်ပေါ့နော်တချင်းလေးအေးလေးတွေဖြစ်တယ်ဒီတချင်းအေးအေးလေးတွေကိုမယုံမအေးပဲနဲ့ဒီနေ့အချိန်ဒီကိုအားပေးအတွက်လည်းကျေးဇူးများတင်ပါတယ်လို့ဘာပဲပြော ပချင်းအေးတာတွေဆိုရက်ခါကြတော့ကုကူတိုင်းလဲရှင်းရှင်းပြောတခါကြောက်လို့ရှင်ပေါ့နော်ရိုးရီသွားမှကြောက်တယ်ပေါ့နော်ပရိတ်တတော်များကမရိုးမိဘဲနဲ့ခုချင်းနေအားပေးတာကျေးဇူးများတင်ပါတယ်ဆန်းဒီတချင်းကအရန်လွမ်းတာအရန်လွမ်းတာအေးပေါ့လွမ်းတချင်းဆွေးတချင်းတွေပုံများမှာပေါ့နော်ပေါက်စီတချင်းလည်းရှိပါတယ် ဆရာသမီးရေးတဲ့အဲ့ဒီဟွာတချင်းဆိုလို့ရှင်လဲအဲ့ဒူတာလေးညင်းလေးဆိုတိတန့်ဖြစ်တီမှုတို့ပြင်အာကိုဇော်ကြီးတဲ့တချင်းလေးဆိုလို့အချင်းနဲ့ဆိုးလေးတို့အပြုလို့ရှင်ရင်အာအချင်းလေးတို့အများကြီးပဲအစင်မြင်းသားတို့အဲ့ဒီဆွဲလန်းကြည့်သူခွေထဲမှာဆိုလို့ရှင်ပြီးလို့ရှင်ကိုဇော်ကြီးတဲ့အချင်းကိုကြည့်အောင်လို့ဆက်ပြီးရေးတဲ့တချင်းမှာဆိုလို့ရှင်လဲပေါက်စီတဲ့တချင်းလေးတွေရှိပါတယ်ဒါပေမဲ့လည်းတော်တော်များများကတော့အသေးကွက်တချင်းလေးတွေပို့ပြီးတော့မှအာများမှာပေါ့ဥပမာအာ100ရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းကတော့အသေးကွက်တချင်းတွေများတာပေါ့20ရာခိုင်နှုန်းကတော့ပေါက်စီတဲ့တချင်းလေးတွေ များတာပေါ့နော်အဲ့လိုမျိုးပေါ့တခါကျတော့လက်တိတ်တစ်ခုသင်းလေးပဲဥမာတိတ်တိတ်လေးပဲချက်သွားမယ်ပါတော့ဟုတ်တယ်အဲ့ဒါမျိုးဘာဖြစ်လို့ဆွေးတဲ့ချင်းလောတဲ့ချင်းများတာလဲဘုကရဲလွမ်းလို့လားလွမ်းကျင်လို့လားဒါဘယ်လိုပြောမလဲအဲဗရမအူဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပြိတက်ကဗရမအူဆုံးကိုလက်ခံသွားတာကဗမာပြည်ကဗရမအူဆုံးလက်ခံသွားတာသင်းလိုင်းဆွေးလေးတွေအေးအေးလေးတွေလည်းဖြစ်တယ်ဥမာလက်ကြည့်ပါမိုးရသည်လည်းပြန်လာခဲ့လို့ပေါ့နော်ဘုကရဲရီးတဲ့သင်းလေးတော်တော်များလည်းအလွမ်းဆွေးအေးသင်းလေးတွေဖြစ်တယ်ပြီးတော့နောက်ထပ်ဒီသင်းလေးတွေဒီမကပဲနောက်ထပ်ကိုဇော်ဝါရီးပြီးတဲ့ဗလွမ်းရဲသေးဥမာရဲ့လေးပဲချက်သွားမယ်သင်းလို့ပါဆိုလို့ရှိရင်အလ လွမ်းဆွေးတဲ့ချင်းလေးတွေအဲ့ဒါတင်မကပဲနဲ့စနစ်ကိုလာပေးတဲ့ချင်းတွေတော်တော်များလဲအလွမ်းဆွေးတဲ့ချင်းတွေများတယ်အဲ့ဒါတင်မကပဲနဲ့ဟိုဒီ producer တွေတင်မကပဲနဲ့ဒီပရိသတ်တွေတော်တော်များအကုန်လုံးကလည်းကို့အလွမ်းဆွေးတဲ့ချင်းတွေပဲမြင်စေချင်တယ်မြင်လည်းမြင်ရတယ်ပေါ့အဲ့ဒီမှာမှကို့ကအလွမ်းဆွေးတဲ့ချင်းလေးတွေပို့ပြီးများဖြစ်တယ်ပေါ့ဒါပေမဲ့လည်းပြန် version မနေ့နဲ့ပြောင်းပြီးကိုစွာရေးတဲ့အချက်နဲ့ဆိုလို့ပါတော့ကြတော့လေပြန်ပြီးတော့မှအာဒီ slow rock ပုံစံမျိုးလေးတွေပြန်ပြောင်းသွားပြီးတော့ပြန်တစ်မျိုးပြန်ပြင်လာပြီးတော့မှပြစ်သက်တည်းရဲ့အမျိုးလေးကိုပြန်လက်ခံလာတယ်ပေါ့နော်အရင်တုန်းကကျတော့ဒီခေတ်နဲ့အချိန်လေးနဲ့မတူဘူးလေအရင်တုန်းကကျတော့ဒီတချင်းတစ်ပုတ်ကိုတွေကဆိုလိုက်ပြီးဆိုအလွမ်းဆွေးနဲ့မြင်ပြီးဆိုဒီဟာကိုပဲတို့ရဲ့စက်ကျဲမှာခေါင်းထဲမှာလိုက်သွားတာဘူးလို့ပြောရမလဲပေါ့နော်ဒီအော် तू ဒီအလွမ်းဆွေးဆိုဒီအလွမ်းဆွေးကိုပဲ तू လက်ခံတော့တယ်ဒီအေးရအမျိုးတော်ဆိုလို့ရှိရင်တို့တိတ်လက်မခံချင်တော့ဘူးအရင်ခေတ်ကပြစ်သက်နဲ့အခုခေတ်ပြစ်သက်နဲ့မတူဘူးအခုခေတ်ကကျတော့အရန်ကို social media ခိပြုတ်နေမှာပဲနဲ့အရန်ကိုတိုးတက်သွားပြီအခုတိုးတက်တဲ့ခါကျတော့အော်သူအေးတာတချင်းပြီမှာပဲနဲ့သူညူတာဆိုတဲ့ခါကျတော့ရှင်လည်းလက်ခံသွားပြီအရင်တော့ကကျတော့အဆွဲတစ်ခုရှိလာသူအေးတာပဲဆိုရမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးလေးနဲ့ကွာသွားတာပါအဲ့လိုအဲ့ဒါကြောင့်အေးတဲ့တချင်းတွေလည်းများသွားတာဖြစ်တယ်လို့ပြည်သက်ကလည်းအဲ့လိုအေးတာလေးပဲဟိုမြင်စီချင်တာပေါ့နော်အခုတော့လို့မဟုတ်တော့ပါဘူးညူတာလည်းဆိုနေပါဟုတ်ကဲ့ပါညူတာဆိုတာဟုတ်ပါအခုတော့လွမ်းတော့မယ်လားอืม လွမ်းမဲ့အချိန်လွမ်းတော့လွမ်းတော့လွမ်းမဲ့အချိန်မရှိဘူးအကိုလောလောဆယ်ဟုတ်ဟုတ်အဲကျွန်တော်မမတ်ရပါဘူးမိုးရဒီတဲဆိုရင်ဟာဒီတပုတ်ထင်းနဲ့အာတော်တော်လေးပေးသကြိုက်သွားတယ်အဲ့ဒါကိုဘလို့လေးကျင်တော့လေးလာပြီးတော့တင်ယူပြီးတော့အာဒီဟာကိုပေးသရှေ့ရောက်အောင်လုပ်ခဲ့ရတာလေ အဲ့ဒါကစနေဒီမိုးရတီရဲ့တချင်းကစနေ8တနစ်ကလေးရေးတာဟုတ်တယ်စနေ8တနစ်ကလေးအဲ့တချင်းကရှင်းပြောလို့ရှိရင်သူတော်တော်များကစနေရဲ့ခန်းစားချက်လို့ထင်ကြလိမ့်မယ်အမှန်တကယ်တော့စနေရဲ့အဲ့တင်လန်းတင်ကြည့်ကြပဲပေါ့နော်အဲ့စနေတကယ်ချင်းရဲ့ခန်းစားချက်ပေမဲ့တခုလို့ရှိရင်စနေကိုယ်တိုင်အာဒီတချင်းအုံချုံတချင်းကိုစာသားရှာတယ်အုံချုံရှာတယ်အဲ့ဒီဟိုဆိုမြူတန်ဆင်ရှာတယ်ပေါ့နော်စနေတကယ်ချင်းရဲ့ခန်းစားချက်ကိုခန်းစားချက်ကတော့နိုင်ငယ်တော့ပါတာပေါ့တကယ်ချင်းခန်းစားချက်ကပုံများပါတယ်လို့ဟုတ်ကဲ့ကိုယ်တိုင်ရဲ့ချက်ကိုယ်တိုင်စောတဲ့ feeling ော့ဘယ်လိုလေးပြောမလဲကိုယ်တိုင်ခံစားရေးသားပြီးတော့ကိုယ်တိုင်ပြောဆိုရဲဆိုတော့လေအဲစက်ကင်ကတခုရှိတယ်ဘာလဲတော့မသိဘူးဖျားပေးတဲ့ကောင်းချီး blessing ပဲပြောရမလားမသိဘူးတခြင်းတစ်ပုဒ်ကိုဆိုပြီးဆိုရင်ကိုယ်ကိုယ်တိုင်ရေးတာပဲဖြစ်ဖြစ်သူများရေးတဲ့တခြင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲက mood ထည့်ပြီးတော့မှပေါ့နော်အဲ blessing ကဘာလဲမသိဘူးရမ်းကြောက်စရာကောင်းတယ်စက်ကင်ကိုယ်တိုင်လည်းပေါ့နော် စတိတချင်းတိဆိုတဲ့ခါကြလို့ရှင်ဒီတချင်းတန်စေဒီတချင်းစာသားကိုမှုထည့်လိုက်ပြီးတော့မှဆူလိုက်တဲ့ခါကျရင်မသိဘူးဒီတချင်းတစ်ခုပေါ်မှာကိုစီးမျောပြီးတော့မှတချို့တချင်းတွေဆိုစတိမေးကြီးပေါက်ပေါက်ကြပြီဆိုခဲ့တချင်းတွေများများစွာရှိတယ်ဘလူးနဲ့မေးပေါက်ပေါက်ကြဒါစာလေးပြန်ပြောတော့အဲ့ဒီအချိန်မှာမှုထည့်လိုက်တဲ့ခါကျတော့ကိုကိုရန်ခံစားပြီးကိုကိုရန်ဖြစ်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးအာခံစားတာပေါ့အဲ့ဒီခါတော့အဲ့ ခံစားချက်ကိုဘယ်လိုပြောပြရမလဲမပြောတတ်ဘူးအဲ့ feeling ပေါ့နော်အဲ့ရသခင်ပေးတဲ့ blessing ပဲပြောရမှာပေါ့ဒီတချင်းတစ်ခုကိုစီးညောပြီးတော့မှဒီတချင်းကိုတန်းစင်စားတော့အဲ့လိုမှုထည့်ပြီးတော့မှကိုကိုယ်တိုင်ခံစားရတယ်လို့ဒီတချင်းကအခုလောလောဆယ်ကကိုခံစားခြင်းမှကန်စားမယ်ကိုဖြစ်ခြင်းမှဖြစ်မယ်ဒါပေမဲ့လည်းအဲ့မှုထည့်ပြီးခံစားရတဲ့အရာဒါဘာနဲ့မှမတူဘူးအဲ့အရာကိုလည်းဖျားသခင်ကအဲ့ကောင်းကြီးလည်းပြီးထားတယ်ပေါ့နော်တချို့တချင်းတွေတော်တော်များလို့စနေနေ့ပဲပေါက်ကြပြီဆိုခဲ့တချင်းတွေမြောက်မြောက်စွာရှိတယ်အဲ့လိုမျိုးဟုတ်တယ်ဟောအပြည့်ပြည့်သားတယ်ဘာလို့ပြောခြင်းလဲဟုတ်ကဲ့ပါကိုချစ်စုများကြီးတင်ပါတယ်အပြည့်ပြည့်သားများအားလုံးကိုလည်းဆ ပြင်အခုထွက်လာတယ်ပဲတချင်းနေကြလို့ရှင်နေအပိကြပါလို့ပြောချင်ပါတယ်လို့အခုလည်းကျေးဇူးများကြီးတင်ပါတယ်မတွေ့ရလည်းအရင်ကြပြီလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်ကိုရင်ကျေးဇူးပါ